ရှင်တမီးကတော့အထကနှစ်ကမာရတတိယရမှာတမီးလေးမဖူးမဲ့ပဲဖြစ်ပါတယ်ရှင်ဒီကနေ့ရင်းကျေးလိမ်မှာ38ဖြာမင်္ဂလာစီစဉ်မှာတိဆက်မဲ့ပုံမြင်ကတော့တရက်ပင်နဲ့ခွေတော့ပင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ဟူးရှိရှိလုံးကဘာနဲ့တီးပြီးမှဒတိဝါဟနာမင်းစူးစံနေတဲ့အချိန်တုန်းကပေါ့ကွယ်ဒတိဝါဟနာမင်းထမ်းမှာဉာဏ်ပညာနဲ့အထူးပြည့်စုံတဲ့ ညာရှိမှာတပါလေခါစားချက်ရှိတယ်တဲ့တနေ့တော့မင်းကြီးနဲ့တကွမူကြီးမရအပေါင်းဟာမြစ်တွင်ဆင်းပြီးရေကစားကြတယ်ဒီချိန်မှာကန်ထမုံကြအိုင်ဘေးမှာပေါက်တဲ့တည့်ရပင်ကတည့်ရကြီးနဲ့တလုံးဟာအိုင်လေးကိုကျူကြရာကနှစ်ထဲမြို့ပါလာခဲ့တဲ့ဒီတည့်ရကြီးမဲ့ကို မင်းချင်းတွေကတွေ့လို့ဆယ်ယူကြည့်လိုက်တဲ့အခါရွှေအောင်စင်းနဲ့ပြည့်စုံပြီးအနက်အလုံးမွေးတာကြောင့် မင်းကြီးကိုဆက်သလိုက်ကြတဲ့။ဘယံကြီးလဲတုံးဆောင်ပြီးတဲ့အခါအနဲ့အရသာထုခဲ့တာကြောင့်ဥယျာဉ်မှုကိုခေါ်ပြီးဥယျာဉ်တော်ထဲမှာကောင်းစွာဆိုက်ပျိုးစေတာပေါ့။မင်းကြီးမြားဟေးဟာဥယျာဉ်မှုကြီးအခါသားရောက်ပြီလားကွယ်။မှန်လားပါအခါသားရောက်ရှိနေကြောင်းပါဗျာ။ဥယျာဉ်မှုကြီးဒီတရတိရဲ့အနံ့နဲ့အရသာအလွန်ထုခဲ့တာမို့ ဒီတရားမျိုးကိုငါကိုယ်တော်ရဲ့ဥယျာဉ်တော်ထဲမှာရှင်တန်းမောင်မင်းစိုက်ပြရမယ်ကွယ်မှန်လားဗျာကျွန်တော်မျိုးတေချာပါဂရုစာရဲ့ပြီးမေဩပါများလူရည်များထဲ့သွင်းကဖိုက်ပြပြီးထူးခဲ့တဲ့အနံ့ရလာရှိတဲ့တရားသီးများ အမြန်တီးလောင်ကျိုးပန်းပါမယ်ဗျာအင်းကောင်းပြီကောင်းပြီအများဆုံးစိုက်ပြစေဗျာ thank you ကီလိုနဲ့တုံးနှင်းခံကြရတဲ့အခါဥယျာဉ်မှူးကြီးရဲ့ကျွမ်းကျင်မှုကြောင့်တရက်ပင်ဟာတရက်သီးတွေပြီးလာတော့တဲ့။မူလတရက်သီးလိုပဲခြုံငိမ့်ပြီးအနံ့အရသာထုခဲ့တာကြောင့်တတိဝါဟနာမင်းကြီးဟာ အတိုင်းတိုင်းအပြည်ပြည်ကအမင်းများထံလက်ဆောင်များဖြင့်ပြဖို့စေခဲ့တဲ့။ဒါပေမဲ့မျိုးပွားမှဆိုတာကြောင့်မပြဖို့ခင်မှာတရက်သီးရဲ့အညွန့်အညှောက်ဖြစ်မဲ့နေရာတွေကို ဖားရုပ်စုနဲ့ထိုးပြီးမှပြဖို့စီခဲ့တယ်။ဥယင်မူကြီးဖျားငါကိုယ်တော်ထံကိုဒတိဝါဟနာမေးပေးပို့လိုက်တဲ့တရက်စည်းကိုပွဲတော်တည်ရတာအမတန်ရတာထူးကဲလာတယ်ကွ။ဒါကြောင့်မလို့မောင်မင်းကိုတရက်ပင်စိုက်ဖို့တာဝန်ပေးခဲ့တာအခုတရက်ပင်စိုက်လို့ရပြီလားကွ။ဒီရနော်ဘူပါဗျာရှင်မင်းမြတ်စေတိုင်းဒီတိုင်းနော်ညိုချိုးလာဆက်ပြောပါတော့လေ အညတိကိုပေးဖို့စဉ်းစားတယ်။လုံးမကွာနိုင်အောင်စီမံထားလာမို့။ဘာပြောလို့မရရောက်ပါဗျာ။တဲ့ဒီတိုင်မှန်ပဲလား။ဟုတ်မှန်တော့ပါဗျာ။အေးကောင်းပြီ။မောင်မီးကိုငါကိုတော့အတပြတစ်ထောင်ပေးမယ်။မောင်မီးဘာယာနဒီပြည်ကိုသွားပြီးဓာတိဝါဟနမင်းရဲ့ဥယျင်တော်မှာခါးသားခွေရအောင်လို့ခါးသားခွေရပြီးဆိုတော့နဲ့ဒီသရက်ပင်ကသရက်သီးတွေ အခုလိုအရသာမရှိတော့ပဲခါကုံအောင်လို့ကြားရလာမောင်မေးအာလားပါဗျာကျွန်တော်မျိုးဘာရနေဒီကိုသွားပြီးအဲ့ဒီစီရက်နေတော့ခါပြီးရလာပြတ်နေရစီရက်သေးတွေသိလားအောင်ချိုးပတ်ပါပဲဗျာဒီဦးရဲ့မူဟာဒကြည့်ဝါရနာမင်းထံချင်းပြတ်ခါစိုက်ပျိုးမှုမှာကျွမ်းကျင်မြောက်လျှောက်ထားပြီးဥယျာဉ်တော်တွင်မှပြုစုလုပ်ဆောင်ခဲ့တောင်းတဲ့ခွင့်ပြုတဲ့ခါ ဒီဥယျာဉ်မှုအသက်ဟာဥယျာဉ်တော်ကိုအရင်ကထက်သားရအောင်အသီးပွင့်တွေရာသီမဟုတ်ဘဲဖူးပွင့်အောင်စိုက်ပျိုးပြတဲ့ဥယျာဉ်တော်ဟာအရင်ကထက်သားရလွန်းလာမှုဓတိဝါနာမင်းကြီးဟာဥယျာဉ်မှုအသက်ကိုနှစ်သက်သဘောကျသွားတာကြောင့်ဥယျာဉ်မှုအဟောင်းကိုနှင်ထုတ်လိုက်ပြီးဥယျာဉ်တော်ကိုလည်းဥယျာဉ်မှုအသက်ရဲ့စိတ်တန်းရစိုက်ပျိုးစေတာပေါ့ဥယျာဉ်မှုကြီးဖျား အောင်မင်းရဲ့ကျွမ်းကျင်မှုကြောင့်ငါကိုယ်တော်ရဲ့ဥယျာဉ်တော်ဟာတစ်ပင်ပန်းမှန်နေဖူးပင်ဝေဆန်နေရတာတွေ့လို့ငါကိုယ်တော်ဝမ်းမြောက်လာရဲ့ကွ။မန်လို့ပါဗျာကျွန်တော်တို့ဟာအချိန်ရသည်မဟုတ်ပဲလေဖူးပွင့်ပြီးအတိအသင့်အောင်စောင်ရွက်နိုင်ကြပါဗျာအင်းဟုတ်ပြီငါကိုယ်တော်ရဲ့ဥယျာဉ်တော်ကိုတာလှပအောင်မောင်မင်းစိတ်တိုင်းကြပြုပြင်စိုက်ပျိုးစီဗျာမန်လို့ပါဗျာကျွန်တော်တို့လက်ဆတို့ရဲ့ ကျူးစွာတော့ပါမယ်ခင်ဗျာမောင်မြမလေးတို့ရေအကျန်တမအဥယျာဉ်မှုအစ်ဟာဥယျာဉ်တော်ကိုသူ့စိတ်တိုင်းကြစီမံခွင့်ရတာနဲ့တပြိုင်နဲ့အလိုမျိုးကောင်းတဲ့တည့်ရပင်ကိုဝိုင်းညံပြီးတမပင်တွေခွေးရောက်ပင်တွေစိုက်ပြုတော့တဲ့မကြခင်ပဲတမပင်တွေခွေးရောက်ပင်တွေရဲ့အမြင့်ဟာတည့်ရပင်ရဲ့အမြင့်တွေနဲ့ရောဆက်သွားတော့တဲ့ကွယ် ဒါကြောင့်အရသာထုကဲစွာချိုမိန်လှတဲ့တရေတီးတွေဟာမချိုလုံးမှမကတော့ပဲဒီမှာကိုရတွေလို့ခတ်ကုန်တော့တယ်သူကြံအောင်မြင်သွားတဲ့အခါဥယျာဉ်မှုတက်လဲဥယျာဉ်တော်ကနေဖက်ပြီးသွားတော့တယ်မန်လာပါဖုံးတော်ရှင်မင်းမြတ်ဖေဟာဥယျာဉ်တော်အတွင်အသိခံထားတဲ့ဥယျာဉ်မှုဟာဥယျာဉ်တော်ကိုပြည့်ပြီးဖက်ပြီးသွားကြောင်းပါဗျာဟင်ဘယ်အကြောင်းကြောင့်များလဲဝင်မင်း မှန်လားပါအရှင်မင်းကြီးနှစ်ချိုက်တော်မူလာတဲ့တရတိတွေဟာယခုအခါအရသာပြက်ပြီးအလွန်ခါနေပါလေခင်ဗျာဟင်ဘယ်လိုများဖြစ်ရလဲကွယ်မှန်လားပါကျွန်တော်မျိုးအထင်ကိုရှောက်တင်ရရင်ဖြစ်ယခုအခါတရပင်ရဲ့ဘေးပတ်လဲမှာတမာပင်ခွေးတော်ပင်တွေကိုစိုက်ပျိုးထားတာတွေ့ရပါလေခင်ဗျာဥယျာဉ်မှုအစ်စ်ဟာကျွန်တော်မျိုးတို့ရဲ့ထူးခဲ့တဲ့တရတိအရသာကို ြက်အောင်တမင်စီမံဆိုင်ပြောတာရင်ထင်ပါတယ်ဗျာဒါကြောင့်တရားကြီးတွေဟာအခုလိုခားနေပြီမို့ဥယျာဉ်မှုဟာသူ့အကြံအထမြောက်သွားလို့ခပြေးသွားတယ်ထင်ပါတယ်ဗျာอืมဝင်းမင်းရဲ့စကားမှန်မိတာပဲကဲကဲဥယျာဉ်မှုကောင်းကိုပြန်ခေါ်ပြီးဒီတမခွေးရောက်ပင်ကိုဖယ်ရှားပြီးတရက်ပင်ကိုရောသားကြီးထက်တို့ရဲ့စကားကြီးတွေတွန်းလောင်းပြီးအရင်လိုအရသာထူးခဲ့အောင် ပြန်လဲပြုပြီးဆိုင်ပြုတ်ခိုင်းကြီးကွယ်မန်ရပါမိန်တော်မြေတိုင်းမှာဗျာဓာတ်နဲ့ဥယျမူဟောင်းလဲတမပင်တွေဂွေးတော်ပင်တွေကို အမြင့်ကနေရှင်းနေဖယ်ရှားပြီးတရက်ပင်ကိုမျောစာကောင်းကောင်းနဲ့ကျွေးငွားလို့ရေစကားရည်လောင်းပြီးပြည်ပြင်လိုက်တော့မှအရင်ကလိုအရသာထူးကဲစွာချုံမိန်လှတဲ့တရက်သီးတွေပြန်သီးလာတော့တဲ့ကွယ် ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်။ဟောညမလေးတို့အားလုံးကိုမှတ်ထားစေချင်တာကတော့မကောင်းတဲ့အပေါင်းဖော်တွေကို မပေါင်းမိအောင်တတိထားကြရမယ်နော်။ဒီလိုလူမိုက်တွေကိုကင်းအောင်ရှောင်ကျဉ်ခြင်းဟာအတိဝနာစဗလန်နံဆိုရဲမြတ်တော်မင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာကြော်ကြရင် ပုံမြင်လေးကိုညှိုးထုတ်လိုက်ပါတယ်ကွယ်။ခြေတစ်ဘက်မှာလဲ38ဖျားမင်္ဂပုံမြင်များတဲ့က ပညာရှိသောခေါင်းဆောင်ဆိုတဲ့ပုံမြင်လေးကိုတည်ဆက်သွားမှာဖြစ်ပါတယ်ကွယ်အားလုံးရှင်းလင်းချက်ရပါစေရှင် Nossa.